နေဟမိမှတ်စာ အခန်းကြီး9အငယ်1မှ19ထို့အခါယောက်ျားမိန်းမများတို့သည် အမျိုးသားချင်းယူဒလူတို့ကို အလွန်အပြစ်တင်၍မြည်တမ်းကြ၏အချို့ကလည်း ငါတို့နှစ်သားသမီးများစွာရှိကြ၏သူတို့အသက်မွေးလောက်အောင်စားเสียဆန်စပါးကိုအပေမှာရနိုင်မည်နီးဟုဆိုကြ၏အချို့ကလည်းငါတို့သည် လေယာဥယင်အိမ်တို့ကို ပေါင်ထားပြီး အစာခေါင်းပါသောကာလဆန်စပါးကိုအပေမှာရနိုင်ပါမည်နီးဟုဆိုကြ၏အချို့ကလည်းငါတို့သည် အခွန်တော်ကို ပေးเสียရှိစေခြင်းကလေယာဥယင်အတွက်ငွေကိုချေးယူပြီးယခုမှငါတို့ကိုခန္ဓာသည် အမျိုးသားချင်းတို့ဤကိုခန္ဓာကဲ့သို့ဖြစ်၏ငါတို့သားသမီးသည် သူတို့သားသမီးကဲ့သို့ဖြစ်ကြ၏ငါတို့သားသမီးကိုရောင်း၍ကျွန့်ခံစေရမည်လောကျွန့်ခံပြီးသောသားသမီးတို့ကိုလည်းရွေးချင်းငါမတက်နိုင် ပိုင်ရင်းလေယာနှင့် ဥယင်တို့သည်သူတပားလက်သို့ရောက်လီပြီးတကားဟုဆိုကြ၏ထို့သို့အပြစ်တင်မြည်တမ်းသောစကားကိုငါသည်ကြားသောအခါအလွန်ညှိုးငယ်သောစိတ်ရှိ၍ကိုအလိုအလျောက်ဆင်ခြင်ပြီးမှမူးမတ်နှင့်မင်းအရာရှိတို့ကိုခေါ်၍သင်တို့သည်အမျိုးသားချင်းတို့၌အတိုးစားတတ်ကြသည်တကားဟုဆုံးမတဖြင့် သူတို့တစ်ဖက်၌လူအများတို့ကို စုဝေးစီလျက်တပားအမျိုးသားတို့လက်၌ကျွံခံသောငါတို့ညီအကိုယုထလူတို့ကိုငါတို့သည်တတ်နိုင်သမျှအတိုင်းရွေးနှုတ်ပြီးမှတင်တို့သည်ညီအကိုတို့ကိုတဖန်ရောင်းအောင်မီလောသူတို့သည် အမျိုးသားချင်းတို့တွင်အယောင်ခံရမည်လော ဟုဆိုလျင် သူတို့သည်ပြန်ပြောเสียမရှိ တိတ်ဆိတ်စွာနေကြ၏ ငါကလည်းတင်တို့ပြုတ်သောအမှုမကောင်းပါတကားငါတို့ရန်သူဖြစ်သောတပားအမျိုးသားတို့သည်ငါတို့ကိုကဲ့ရဲ့မိဟုဆိုရင်၍ငါတို့၏ဖျားသခင်ကိုကြောက်ရွံ့သောစိတ်နှင့်တင်တို့ချင့်တင့်သည်မဟုတ်လောငါနှင့်ငါညီငါကျွန်တို့သည်လည်းလူများတို့၌ငွေနှင့်ဆန်စပါးကိုခွဲယူပိုင်သည်မဟုတ်လော အတိုးစားသောအမှုကိုပယ်ဖြတ်ကြပါလောယနေ့ပင်သူတို့လေယာစပြည့်ဥယင်တန်လွင်ဥယင်အိမ်ယာကို၎င်း သူတို့၌ခွဲယူပြီးသောငွေစံစပါစပြည့်ရီစီအချို့ကို၎င်းပြန်ပေးကြပါလောဟုဆိုသောသူတို့ကပြန်ပေးပါမည်ဘာမျှမတောင်းမယူပါကိုရောမိတ်တော်မူသည့်အတိုင်းပြုပါမည်ဟုဝန်ခံကြ၏ထို့သောယစ်ဘရောဟိတ်တို့သည်ဂတိထားသည့်အတိုင်းပြုရမည်အကြောင်းငါသည်သူတို့ကိုခေါ်၍ကျိန်ဆိုစီပြီးမှကိုကပိုက်ကိုခါလျက် ဂတိပြတ်တော်သူအပေါင်းတို့ကိုဖျားသခင်သည်အိမ်တော်အမှုတော်ထဲကဤသို့ခါလိုက်တော်မူပါစေသောသူတို့သည်ဤသို့ခါပစ်လိုက်ခြင်းကိုခံရကြပါစေသောဟုဆို၍စီဝေတော်သူအပေါင်းတို့သည်အာမင်ဟုဝန်ခံ၍သာရဖျားကိုချီးမွမ်းကြ၏လူများတို့သည်လည်းဂတိထားသည့်အတိုင်းပြုကြ၏ ထိုမှတပါယူဒာမြို့ဝင်အရာကိုငါခံသောအချိန်အာတေဇီရစ်မင်းကြီးနန်းဆန်20မှစ၍32နှစ်တိုင်အောင်12နှစ်ပတ်လုံးငါနှင့်ငါညီတို့သည်မြို့ဝင်ရိတ်ခါကိုမစားအရင်မြို့ဝင်တို့ကို လူများတို့သည်ကြွေးရကြ၏မုတ်နှင့်စပြည့်ရီကိုလည်းကောင်းတစ်နေ့လငွေ40ကို၎င်းပေးရကြ၏မင်းလူလင်ဤစေစားခြင်းကိုလည်းခံရကြ၏ငါမူကားဖျားသခင်ကိုကြောက်ရွံ့သော ောက်အရင်မြို့ဝင်ခဲ့သူမပြု ထိုမတပါငါသည်မြို့ရိုးကိုအမြဲလို့၍နေ၏ငါနှင့်ငါကျွန်တို့သည်လေယာကိုမဝဲမြို့ရိုးတည်ခြင်းအမှုကိုသာဝိုင်းညီ၍စူးစားကြ၏ထိုမတပါပဝင်းကျယ်၌နေ၍ငါတို့ထံသို့လာသောတပါအမျိုးသားကိုမဆိုဘဲယူကြအမျိုးသားတို့နှင့်မင်းအရာရှိ105ကျိတ်တို့သည်ငါစပွဲ၌စားတောက်မြဲရှိကြ၏နေ့တိုင်းငါစပွဲကိုနွားတကောင်ရွေးသောတိုးချောက်ကောင် ကြက်များကိုစီရင်ရ၏ဆယ်ရက်တခါများစွာသောစပြည့်ရီအမျိုးမျိုးကိုလည်းတင်ရ၏ထိုများလောက်ကုန်တော်လဲလူများတို့သည်ပင်ပန်းစွာအမှုဆောင်ရသောကြောင့်မြို့ဝင်၌ရိတ်ခါကိုငါမတောင်းအိုအကျွန်ုပ်ဖျားသခင်ဤလူတို့အဖို့အကျွန်ုပ်ပြုသမျှအတွေ့အကျွန်ုပ်ကိုအောင်းမေ၍ဂျေဇုပြုတော်မူပါ အာမင် God bless you